Hello အားလုံးကိုမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ် Leicester City ကွင်းမှာကစားခဲ့တဲ့ပွဲမှာတော့ Manchester United က3ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ကျွန်တော်အနိုင်ရတယ်အာကနာချူရဲ့ twin goal တို့ resmen highland တို့တော့မှ goal တွေ twin ခဲ့ပြီးတော့ကျွန်တော်တို့က fernandez ကလည်း area ထိတ်ကနေတော်တော်ကောင်းတဲ့ကန်ကျန်နဲ့ကျွန်တော်တို့က 3z ဆိုတဲ့ရတဲ့နဲ့ကျွန်တော်9နေပေါ့နော် united အတွက်တော့ international break မနာခင်ကစားတဲ့နောက်ဆုံးပွဲမှာ ဒါအကောင်းဆုံးကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါနားနိုင်ကြလေလို့ကျွန်တော်ပြောရမှာပဲဒီတွေကတချို့ကစားမတွေက international ကိုသွားပြီးတော့ကန်ကြရအောင်မယ်ဆိုတော့ကောင်းနားမှာမဟုတ်ဘူးဒါပေမဲ့ကစားမတချို့ကကျတော့အသင်းမှာ EECC နားခဲ့ရမှာဆိုတော့ဒီ international break ပြီးတာနဲ့ Avila ပြန်ကစားမယ့်ပွဲတွေမှာအသင်းသင်းဖြစ်နေဖို့ကျွန်တော်အရေးကြီးတယ်ပေါ့နော်ဒါအပြင် international break ကိုအကောင်းဆုံးပုံစံနဲ့ကျွန်တော်တို့ဒါဒီနားနိုင်ကြတယ်လို့ပဲပြောရမှာပေါ့ဗျာဟို Leicester City တင်းကလည်း ကျွန်တော်ရဲ့ဒီ Nister Ryan ကြီးကလည်းဒါကံမကောင်းဘူးပေါ့နော်ကံမကောင်းဆိုတော့သူလည်းပဲဒီရာဒီမှာတော်တော်တိုင်ပက်နေတာသူ Leicester ကိုကင်တွယ်ပြီးနောက်ပိုင်းမှာတော်တော်တိုင်ပက်နေပြီးတော့ဒီ2025မှာဆိုလို့ရှိရင်တော်ကြီးကိုအချင်းကြီးစိုးနေတာပေါ့နော်။ဒါအိမ်ဝင်းကစားခဲ့တဲ့6ပွဲစလုံး6ပွဲစလုံးသူရှုံးထားတယ်။အခုနဲ့ဆိုတာ9ပွဲစလုံးသူရှုံးထားတယ်။အဲဂိုးတွေလည်းဒါ18ဂိုးလောက်တွေသူပေးထားရတယ်ပေါ့။တော်တော်ကိုတိုင်ပက်နေတဲ့အချင်းကြီးပါ။အဲ့လိုအသင်းဆိုတော့ကျွန်တော်တို့မျှော်လင့်ခဲ့ကြတာကတော့ဗျာငါတို့လွယ်ချင်မှတော့လွယ်လိမ့်မယ်ဒါပေမဲ့လို့9အသင်းနေပေါ့နော်9အသင်းနေပွဲ အဲစပါတို့ဘာတို့ကလည်းရှေ့မှာဖူလန်တို့ဘာတို့ကိုရှုံးထားတယ်အေဗာတန်တို့ကလည်းဝမ်ဝမ်နေသေးကြသွားတယ်ဆိုတဲ့အခါကျတော့ကိုရီနီနဲ့တုံးမှတ်တွေဘာတွေကျွန်တော်တအောင်လုံနိုင်မဲ့ပွဲမျိုးမှာအဲသူတို့နိုင်ခဲ့တယ်ပေါ့နော်လက်စတာကလည်းဒီပွဲမှာကိုရီနဲ့တွေးတယ်ဒီအာဒီမှာလက်စတာစီးတီးနဲ့ကျွန်တော်တွေးတယ်ကိုရီအမှန်ကန်ဂိုးတွေသွင်းနိုင်ခဲ့တယ်ကျွန်တော်73ဂိုးလား78ဂိုးလားမသိဘူးလက်စတာနဲ့တွေးတဲ့ပွဲတွေမှာကျွန်တော်ဂိုးသွင်းနိုင်ခဲ့တာ အဒီယာဒီမှာပေါ့နော်လက်စတာနဲ့တွေ့တဲ့အချိန်ကြီးကောင်းတယ်လို့ပြောရမှာပေါ့ဗျာဒါအပြင်ကျွန်တော်မရတာကြာပြီးဖြစ်တဲ့ clean sheet လေကျွန်တော်ရနိုင်ခဲ့တယ်သူတပင်တော့ Eden Heaven တို့လူငယ်ကစားမလေးတွေကစားရတဲ့အချိန်ဒီနီလော့တို့ player တွေကိုထည့်ရတဲ့အချိန်မှာ clean sheet ရနိုင်ခဲ့တာဒီပွဲကဂိုးသမားနဲ့နောက်တန်းရဲ့ကောင်းတဲ့ချက်တွေလည်းကျွန်တော်မိထားလို့တော့ကျွန်တော်မရဘူးပေါ့နော်အဲကျွန်တော်ခြုံကြည့်မယ်ဆိုလို့ရှိရင်အတင်းတွက်ကဒီဒီလိုပွဲမျိုးမတွေ့ရကြာပြီဗျာအရန်ကြီးလွယ်ကူခဲ့တာမျိုးမဟုတ်ပြီမဲ့လေလို့တက်တောင်းတက်တာဖြစ်ခဲ့တယ်ပေါ့နော်တက်တောင်းတက်တာဖြစ်ခဲ့ပြီးတော့ဒီလိုနိုင်ပွဲမျိုးမရတာ တော်တော်ကြာပါပြီအတင်းတွက်တော်တော်ကြာပါပြီကျွန်တော်တို့တရေတမှတ်ရတဲ့ဟိဆိုရင်တောင်မှတချို့ပွဲတွေနိုင်နေဟိဆိုရင်တောင်မှတော်ကြီးကိုခက်ခက်ခဲခဲကျွန်တော်ကစားခဲ့ရတာဒီပွဲကတော့အများကြီးရှစ်ပွဲတွေနဲ့စားလို့ရှိရင်တက်တက်တတာဖြစ်ခဲ့တယ် conflict ပဲဖြစ်ခဲ့တဲ့နိုင်ပွဲလို့ကျွန်တော်ပြောရမယ်ပေါ့နော်အဲလက်စတာကကိုယ့်ဘက်ကိုအန်ဒီရပြီးနိုင်ခဲ့တဲ့အလုံးတွေမနှဲပါဘူးလက်စတာရဲ့ဘက်ကလည်းသူ့ဟာနဲ့သူပေါ့နော်ကျွန်တော်သားဒီဂိုးပေါက်တဲ့တာ၃ချိန်လောက်ထိကျွန်တော်ရှိရဗျာဒါပါတော့ဒီလက်စတာနေနဲ့၁၇ချိန်ဂိုးပေါက်ကန်တယ်နော်၃ချိန်တဲ့တယ်အဲ့ဒီတည်းမှာဆိုလို့ရှိရင်ဦးနနာပုတ်သွားတဲ့လုံတော့အဲ့ဒီလေးရဲ့တက်ကယ် ဒီကိရဲ့ဘလော့ကတော်တော်ကောင်းတာဒီလေးဘလော့လိုက်တဲ့လုံကကျွန်တော်တို့တော်တော်ကိုကောင်းတာအဲ့လိုကျွန်တော်ဂိုးဘီလိုကိုထင်တာအလင်းဒီလော့ကိုကျွန်တော်တို့သာဂျီမီပါရီတွန်းချခဲ့ပြီးတော့မင်းနော်ဒန်လူကြီးဘာမှမပြောတော့ဆက်ကစားရင်းနဲ့ပူပေးလိုက်တဲ့လုံကိုဗျာနော်ဒီလေးဦးကောင်းကန်တာကိုဘလော့လုတ်သွားတာဂိုးသမားကဟိုဘက်ကိုလှမ်းအုပ်တာနော်ဦးကောင်းကဒီဘက်ကိုကန်သွားတာဒီလေးဘလော့လုတ်သွားတာတော်တော်ကောင်းတယ်နော်အဲ့လုံကကျွန်တော်တော်တော်ကိုချီးကျူးတာတော်တော်ကောင်းတယ်ဒီလေးကဒီပွဲမှာတော်တော်ကောင်းတယ်ပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ Aiden Heaven ကကောင်းတယ်ဒုတိယပိုင်းမှာဆိုနောက်တန်းကဒီလေးကတော်တော်ကောင်းတယ် Heaven ဆိုမှာ ူပြောမလဲကိုတင်းမှာပေါ့နော်ကောင်းတဲ့အရာတွေကိုငါတို့ဘာလို့ဘာလို့မြင်မရလဲတည်ရမနော်ကိုတင်းအချင်းကြီးကောင်းပြီကစားမပဲဖြစ်ဖြစ်ဘလူပဲဖြစ်ဖြစ်ဗျာကစားမကောင်းလေးတွေဆိုကျွန်တော်တို့ဘာလို့မြင်အမြဲအလိုလက်လွတ်ရတယ်လဲပေါ့အခု Aiden Heaven ဆိုလို့ချင်းဒီပွဲမှာတော်တော်ကောင်းတာပထမပိုင်းသူကစားတာတော်တော်ကိုကျွန်တော်တို့ကောင်းတာနော်အဲ့လိုကောင်းတဲ့ကစားမလေးလေးကျွန်တော်ရှိလာရောဟောဒန်ရကရသွားပြီနော်ဒါဘာမှတော့ confirm တော့မသိသေးဘူးပေါ့နော်ဒါပေမဲ့သူကဒီခြေချင်းဝတ်ဖြစ်သွားတာဆိုတော့ခြေချင်းဝတ်က အကယ်လို့အချင်းကြီးကောင်းနေဆိုရင်တော့၃ဘက်ကနေ၃ဘက်ကနေ၆ဘက်လောက်ထိကျွန်တော်အားတာထင်ပါတယ်။အကယ်လို့အချင်းကြီးမကောင်းဘူးဆိုလို့ရှင်တော့လားနေကုန်တော့မှကျွန်တော်ပေါ့နော်ကျွန်တော်အဲအဲ၂လ၃လလောက်ထိပေါ့နားမယ်အချင်းကြီးမျိုးတွေဆိုပြီးတော့ကလည်းတွက်ထားကြတာကျွန်တော်ရှိတယ်။ဒါပေမဲ့လို့အတင်းရဲ့စစ်စစ်ချက်တွေအပြီးမှမှတိရမှာကျွန်တော်ဒါတွေဟာအဒီယူလို့တော့ကျွန်တော်မရသေးဘူးပေါ့နော်။ Eden Heaven မြင်မြင်ပြန်တက်တာလာဖို့ပဲကျွန်တော်မင်းရမယ်။ Listenero Martinez တို့ယာဒီကုန်ဒီနားသွားတဲ့အချင်းလူရှိုးတို့ပြန်ပြီးတော့မကောင်းသေးတဲ့အချင်းမကွမ်းရတို့ပြန်မကောင်းသေးတဲ့အချင်း နော်လန်နီယူရူတို့မကောင်းသေးတဲ့အချိန်မှာ heaven လေးကိုပဲကျွန်တော်ကအမှန်ကန်အားကိုးနေရတော့မှရှိသေးတာအဲ့ဒီမှာရင်ကျွန်တော်ဖြစ်သွားတာတော်တော်ကိုကန်ဆိုးတာပါဒီကောင်လေးတွေကတော်တော်ကိုကန်ဆိုးတာပါဒီပွဲဆိုလို့ရှိရင်ပြတကယ်ကောင်းတဲ့ performance လေသူပြနေတာတကယ်စတီပါတအားကောင်းတယ်သူကယ်နေလို့တချို့လုံးကြီးကသိလားနော်ဟိုလင်နီလော့ရဲ့ဟိုလုံးဆိုကျွန်တော်ကြည့်ပါတာဒီတိုင်းကြီးဒီကောင်ကြည့်နေခဲ့တာလုံးဝ heaven အိုက်လုံးကောင်းသွားလို့မဟုတ်လို့ရှိရင်ကျွန်တော်ဂိုးရီပါကြီးကပေးရလောက်တယ်အဲ့လိုမျိုးပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီ Eden Heaven အနေနဲ့ပေါ့နော် ဒီပွဲကတော်တော်ကြီးခြေသွမ်းပြနေခဲ့ပြီးမှကံမကောင်းခဲ့ဘူးလို့ကျွန်တော်ပြောရမှာပဲကျွန်တော်မြန်မြန်တန်ပြန်ပြီးတော့တက်တာလာဖို့ပဲကျွန်တော်မျှော်လင့်ရမှာပေါ့ဗျာအတင်းဘက်ကတော့ဒီနေ့ပွဲမှာ16ချိန်ကြီးပါလေ5ပေါက်ကန်တူးမှုတွေပါလေရပြီးတော့9ချိန်တက်ပြီးတော့3ဂိုးရတယ်ဆိုတော့မဆိုးဘူးဘောနော်ဒါတော့မှဂါနာချိုရဲ့တလုံးသူညွန်သွားလို့လေတော့တိုက်စစ်တိုက်စစ်ပိုင်းကတော့ဗျာ Grassman Highland တို့အတွက်တော့ဒါ International Break ကိုသူစိတ်အေးလက်အေးနဲ့နားနားနိုင်တယ်လို့ပဲကျွန်တော်ပြောရမှာလား United အတွက်သူဂိုးမပေးဂိုးမသွင်းနိုင်တာကြားပါပြီ2025ခု နောက်25တနှစ်လုံးမှာဒီတကိုးပဲတွင်းနိုင်သေးတာအဲ့လောက်ထိဒီကောင်တိုင်ပတ်နေတာအဲ့လောက်ထိတိုင်ပတ်နေတယ်ဆိုတော့သူ့ပေါ်မှာဖိအားတွေကလည်းမနေဘူးဗျာသိလားအခုလက်ရှိဆိုလို့ချင်းကျွန်တော်တို့ကချီတူ OB ကိုထည့်ပြီးတော့ကစားရလောက်တဲ့အချင်းဒီမျိုးတွေတောင်မှမြင်ခဲ့ရတာတွေကျွန်တော်ကြည့်တယ်ဆိုတော့မနေဘူးပေါ့နော်ဖိအားတွေကလက်ရှိ Resmus နိုင်နေရတာတွေကသူ့ပြန်လဲအချင်းဒီမှမကောင်းတာ ਉਹ ဒါပေမဲ့လည်းသူဒီနေသွဲတင်မှာဒီနေပွဲစဉ်မှာတော့ကောင်းနေကစားသွားတာကနာချိုကိုထိုးပစ်လိုက်တဲ့လုံဆိုလို့ပဲပေးတင်ပေးထားတဲ့လုံနေပေးတယ်ဗျာသိလားချိတ်ဆက်တဲ့လုံနေကျွန်တော်ချိတ်ဆက်တယ်ဗျာဒါမျိုးပေါ့နော်အခု သူကိုယ်တိုင်လည်းပဲကျွန်တော်တွင်းနိုင်ကြတယ်ဖာနာဒက်ဆိုလို့ရှိရင်အဲ့ပေးလိုက်တဲ့လုံတော့ကောင်းတယ်ဖာနာဒက်ရက်စမတ်ကိုပေးလိုက်တဲ့လုံဆိုလို့ရက်စမတ်ကလည်းညာချင်းနဲ့သူ့ဘာနဲ့သူတွင်းသွားတာဆိုတော့ဒါကစားမအတွက်တော့နိုင်ငံပွဲစဉ်တွေကိုပေါ့နော်ဒါအစင်ပြပြနားနိုင်မယ်ပေါ့နော်နောက်တစ်ယောက်ကလည်းကာနာချူပေါ့ကာနာချူလည်းပဲကျွန်တော်တွေးကြည့်ကြရင်ဖန်တီးမှုတွေပါလိမ့်ရှိမယ်သူကိုယ်တိုင်ဂိုးလိုချင်နေတာဒီကောင်လေးဂိုးဂိုးရကိုရတဲ့နေတာအဲဒီပွဲမှာမှသူဂိုးရတယ်ဂိုးကရချင်နေတာဗျာတိလားရှိပြီမှာကလေးကခုနကလူကျွန်သွားလို့လीနော်အခုဒီမှာလည်းသူကောင်းပါတယ်သူကန်သွားတာပါနော်ကောဒီ ဖာနန်ဒက်စ်ကလည်းပဲအေဒီယာထိတ်ကနေတော်တော်ကောင်းတဲ့အလုံးနဲ့ကင်သွားတာဆိုတော့ဆိုတော့အသင်းဘက်ကခြုံကြည့်တော့ဂူးတွေလူနီတွေစုတဲ့နှစ်ယောက်ကဂူးတွေတွင်းနိုင်ခဲ့တယ်ပေါ့နော်ဒါအပြင်ကျွန်တော်ကဦးကာတီးကိုလည်းပြန်ပြီးတော့အနားပေးနိုင်ခဲ့တယ် everything ကိုလည်းအတိုင်းအတာတစ်ခုကြီးကျွန်တော်ဒီဘက်မှာထည့်သုံးခဲ့တယ်60ကိုအနားပေးနိုင်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ပေါ့နော်ဒါနောက်တန်းကတော့ကျွန်တော်တို့မှာလီနီလော့ဖ်နဲ့ဒီလေးနှစ်ယောက်ပဲရှိပါတော့တယ်ဒီပွဲဆိုမာဇာဝီကဆန်နဘက်ကိုပြန်ပါလာရပြီးတော့ အဟေရီယာမက်စ်တို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တူဘီကောလီယာတို့တော့မှအစွန်လေးကိုပြန်ကစားလောက်တဲ့အခြေအနေမျိုးတွေဒီကျွန်တော်တွေ့ရတာအသင်းကအလောက်ထိအခြေအနေတိုင်ပတ်နေပါပြီဆိုတော့ဘာပဲပြောပြောဒါဟေရီယာမက်စ်အတွက်တော့အသင်းကြီးအတွက်ဒါကစားခွင့်ရတဲ့အနေအထားမျိုးမှာလိုက်နာတခုကြီးတော့ကျွန်တော်တာမန်လေးလုံနိုင်ခဲ့တယ်လို့ကျွန်တော်ထင်နေပေါ့နော်အဲသူလည်းပဲစီနီယာအသင်းကြီးမှာကစားရတာဘလောက်မှမှမရှိသေးတာဟုတ်နော်ဆိုတော့ဒါအပြင်ကာနာချူရက်စမန်ဝိုင်လန်ဒီဒီပွဲကအကုန်တာဝန်ကြီးပါတယ်ဒီပွဲက ပထမပိုင်းမှာသာပြောစရာတွေရှိကြဗျာဒီလားပထမပိုင်းမှာသာကျွန်တော်တို့ဓာလိုတို့တာဝန်မကြည်တာနော်မာစတာဝီရူပတ်ချန်ကပင်မဲနေတဲ့လက္ခဏာတွေတွေ့နေရတာပြောစရာလိုတာကျန်တာတွေကအဆင်ပြေတယ်တော့အူနာနာလေးပဲဒီနေ့ပွဲတင်မှာတော်တော်တာဝန်ကြည်ပါတယ်နော်တချို့ကန်ချက်တွေဆိုလို့ကျွန်တော်လေးကသူပုတ်သွားတယ်မှာဂျီမီဘာဒီရဲ့အလုံးနေပါလေဆိုလို့ရှင်အူနာနာပုတ်သွားတဲ့အလုံးနေကျွန်တော်ရှိတယ်ဒါကြောင့်ကျွန်တော်ကတော့ဗောနော်ပွဲရဲ့အချီနီရကျွန်တော်တချို့အလုံးနေတချို့ဒီဂိုးဒီဘာတွေရပြီးတဲ့အချီနီမျိုးတွေမှာဆိုလို့ရှင်အဲဟိုဗာလဲမေဘလော့ကစားတဲ့အချီနီမျိုးတွေကျွန်တော်ရှိတယ် စန်ဒရီဇိုနီကိုဘလော့ကလုပ်ပြီးတော့ကစားတဲ့အချိန်ကြီးကျွန်တော်ရှိတယ်။ဒါပေမဲ့လို့ကိုယ့်ဘက်မှာအဆအစရရအသာစီးယူနိုင်ခဲ့တာ။နောက်အပိုင်းခွင့်ရီးတွေကျွန်တော်ပူရတယ်။ဒီလိုချင်းကျွန်တော်တို့နေခွင့်ရီးကောင်းတွေပူပြီးတော့ဖန်တီးနိုင်တယ်။အိုက်စင်မှာပူပြီးတော့အန်ဒီအေတွေပေးနိုင်တယ်။ဒီလိုချင်းကျွန်တော်တို့ဘနော့ကိုပေါက်ကန်တီမှုတွေပူပြီးတော့များတယ်လို့ကိုပေါက်တဲ့တာတွေ၊ twin ကိုတွေလည်းကျွန်တော်ပူပြီးတော့များခဲ့တယ်ဆိုတော့အတင်းဘက်ကပွဲတွဲနိုင်မှုအတွက်ဒါဖြစ်တင်ဖြစ်တဲ့အရာတွေအကုန်လုံးဆောင်နိုင်ခဲ့တယ်ကျွန်တော်ပြောရမှာပဲ။ဒါတော့မှ Ericsson ရဲ့အလုံးတော့နှမျောစရာကောင်းတာပြာနော်။ Ericsson ရဲ့အလုံးကန့်ချက်က ဝိဝိုက်ပြီးတော့စိုက်ကိုကျွန်တော်ကြာလာတာဝိဝိုက်ပြီးစိုက်ကြာလာတာဗျာတီလာနော်အဲ့လိုစိုက်ကြာလာပြီးတော့မင်းရလေကွာဘားတန်ကြီးမှန်ပြီးတဲ့ခါကျတော့ပြန်ထွက်လာတယ်တော်တော်ကိုနှမျိုးဘူးကောင်းတယ်အဲ့လုံကတော်တော်ကောင်းတယ်တော်အတင်းထွက်တော့ဗျာနော်အတင်းထွက်တော့ဒါလက်ရှိမှာတက်နိုင်နေများဆိုလို့ယာဒီမကုံကင်တိဒီအမှတ်ဒီပါရီရဲ့စုရမှာဟုတ်နော်အဲအဲ့လောက်ကြည့်တီတော့မျောလင်းစရာတော့အများကြီးတော့မရှိတော့ဘူးပေါ့နော်အဲအစင်တန်းရပို့ပြီးတော့မစိုးအောင်ကျွန်တော်တို့ကကြိုးစားရမှာဗျာသူတို့ပြင်လက်စတာလိုတိုင်ပတ်နေတဲ့အသင်းမျိုးနဲ့ပွဲမှာလည်းဒီကနေ့ပြောရင်တော့ ိုင်မယ်လို့လို့ကျွန်တော်တွက်ထားတာပဲဒါပေမဲ့သုံးခုတွေပါနေတော့တွက်မြင်လေးရမြင်ရလိမ့်မယ်လို့ထားခဲ့ဦးပေါ့နော်ဘယ်လိုဒီလက်စတာကတောက်လျှောက်တိုင်ပက်နေတာကျွန်တော်နိုင်မယ်လို့လို့ကျွန်တော်ထင်ထားခဲ့တာနိုင်နေပေါ့ဗျာလက်စတာက DRD မှာဆိုလို့ရင်ဝင်းကူရတယ်ခန်ပေါပီးကူရတယ်ခန်စစ်က65ခုတွေပါနေပေးထားရတာဗျာသူရဲ့ကျွန်တော်စောက်တုထက်ပူများတာစောက်တဲ့အားနေဆိုတော့လိုခန်စစ်တော့ကျွန်တော်ကိုနေမှာကျွန်တော်ရမယ်အဲတော့မှလက်စတာကဒီပွဲလို့ရှိရချဲလ်စီတို့မှာတကယ်ကိုကြီးကြီးလေးလေးဖြစ်အောင်လို့သူတို့ဘက်တွေနဲ့ဟင် ရောမရှိတဲ့အချိန်မှာ wave back တွေပါတွေကိုနောက်ပြန်ဆွေး fiber တွေပါတွေနားတာအခန်းစစ်တိုက်စစ်ကစားမတွေကအရင်ကတည်းကမှအခုအပိုင်မဖန်တဲ့ရတဲ့ကြားတယ်တော်လီခင်းရင်လေးမျိုးလို့ကျွန်တော်နားတာဒီပွဲကိုအဲမျိုးလိုခုကောင်းနေတောင်းဝင်ချင်အောင်ကစားနိုင်ခဲ့တယ်လူအပ်ခဲ့တဲ့နိုင်ပွဲပါအတင်းတွက်ကလူအပ်ခဲ့တဲ့နိုင်ပွဲပါနောက်ဆိုတော့ heaven တွက်ကတော့နှမျောစရာပဲ green တွက်ကတော့ပူပြီးတော့ကောင်းချောက်စရာပေါ့ဗျာနီးပြတယောက်ကလည်းပြောမလို့သူဟာနေသူတော့ဗျာတိတာတကယ်အချင်းကြီးကောင်းအောင်လုံနိုင်အောင်မလုံနိုင်အောင်မဆိုတာရှိတဲ့လူနေပေါ့နော် ဟာကဘာလို့မှမရှိတော့ကျွန်တော်အရန်ကမှဆိုကျွန်တော်ကြည့်ပါလားဟောဇစ်ဇီကက်စမဲရိုဟယ်ရီယာမက်စတူတွေချီလူအိုဘီမာနေဒီကောင်လေးကိုဝင်လာတယ်ဘယ်သူတွေရှိလဲမေဆန်မောင်ဗျာကျွန်တော်မထည့်ခဲ့ဘူးဒါပြဿနာမရှိပါဘူးပြီးလို့ရှိရင်ဘာလို့မှမရှိတော့ဖရက်ဒရစ်ဟယ်ရီဟယ်ရီဟောပြီးလို့ရှိရင်ဘာပဲဒါမော့ဒါပဲဒီနီယာပလေယာတွေကမေဆန်မောင်တယောက်ပဲကျွန်တော်အရန်ကအဲ့ခုနကလူစားလဲတဲ့လူစီအလောက်ထိကျွန်တော်နေရဲ့လူစင်းကဖြစ်နေပြီဒါ international break ကဒီ match လောက်ကိုအကုန်လုံး အမေချင်းတီဗီလာစားလို့ပြန်ကန်ပြီဆိုတော့မလွယ်တော့ဘူးပေါ့နော်ဆိုတော့ခက်မြမြန်ဆိုလို့ပြဿနာတွေဘာလို့ပြန်ကောင်းလာမလဲကျွန်တော်ကြာမှာပေါ့ဗျာကျွန်ညီကတို့အနေနဲ့ရောဒီပွဲမှာဘေကစားမကအကောင့်လဲပထမပိုင်းကတော့တေးကြတယ်ဒါအေဒင်ဟေဗင်အကောင့်သုံးမယ်ပထမပိုင်းကတော့ဟေဗင်အကောင့်ဒီပိုင်းကတော့ဒီလစ်လေတော်တော်ကောင်းခဲ့တဲ့နေရာမှာပါတယ်ဒီ clearance တွေတို့နော် block တွေအမြင်ပေါ်ရှင်းထုတ်တာတွေတို့တော်ကောင်းခဲ့တယ်ဗျာဦးနန္နာလည်းတချို့လေကောင်းတဲ့လုံနေကာကွယ်သွားတယ် နိုဖနက်စ်ကလည်းဂိုးပါဝင်ပတ်သက်မှုကပူနော်ဒါကြောင့်ကျွန်တော်တို့ကြည့်ရင်ဒါမာကွန်နေရှိခဲ့တဲ့ပွဲပါဒါတော့လည်းပဲဘရူနိုရခဲ့တဲ့တော့မှာလည်းတော့ဟိုကောင်ကြောက်အောင်ကြိုးထားတာဆိုတော့ဆိုတော့အသင်းချင်းကြီးကတော့ဒါ international break မနာခင်မှာတော့ပါမှာပါဗျာနော်အဲအဲ့လိုတော့ရှိတယ်အဲ့လိုတော့ရှိတယ်ကျွန်တော်အတန်းလားအတန်းထက် တော့ကဲဆန်သမားတွေရောချင်းနေဘလို့တိကတော့ဗျာဘလို့ပြောမလဲအတင်းဘက်ကဟိုအနေဆုံးတော့ကျွန်တော်သူ့ခေါင်းထဲသူအချင်းကြီးကောင်းသွားတာပဲကျွန်တော်ကန်ကောင်းနေပြောရမှာပဲအတီလာနော်အချင်းကြီးကောင်းနေဆိုတာခုနကပြောတဲ့ဒီဘလို့ပြောရမလဲဟွန်းနိုင်ဖို့လိုတာ ਉਹ เนาะနိုင်ဖို့လိုတဲ့ပုံမှာနိုင်နေဆိုတော့အခါကျတော့လीเนาะအချင်းဒီတော့သူ့အနေနဲ့သူတော့ကောင်းသွားပါတယ်เนาะဆိုတော့နီးပြဖြစ်တဲ့ MO ရင်းအတွက်ကတော့မလွယ်ဘူးပေါ့ဗျာเนาะရှေ့လျှောက်ပါလေလုံးမလေးတော့မသိဘူးဂျားထဲမှာတော့နားကျင်ရှိတယ်သူတော့သူဘယ်လောက်ထိ အချင်းကြီးကောင်းမလဲသူပြင်ရဆင်ရတော့မယ်ပေါ့နော်ကြားထဲမှာနားကျင်ရှိတယ်ဆိုတော့လေနားကျင်ရှိတယ်သူတချို့ကစားမတွေ injury ကပြန်လာမယ်တချို့ကစားမတွေကျတော့လေကျွန်တော်ဒါပြန်ပြီးတော့ကောင်းကျင်မှာကောင်းလာအောင်ပါပေါ့နော် okay အဲမင်္ဂလာပါမင်္ဂလာပါအဲ harry amas ကတဲ့ session နေ့ပြည့်မွေးနေ့မှာဝင်ကစားခွင့်ရတာနော်ဟုတ်တယ်နော် okay နော် happy birthday ပါ harry amas ကျွန်တော်ဒါမဆိုးဘူးသိရမလားသူကနေသူကတော့အမလီ အသင်းမှာတဲ့ဂိုးမိုးခေါင်နေတာဗျာတဲ့နှစ်ယောက်ဂိုးမိုးခေါင်နေတဲ့နှစ်ယောက်ဂိုးပြင်ရတာဝမ်းသာစရာပဲတဲ့နော်အမှန်ပဲအဲနောက်ပိုင်းပွဲဒီမှာတဲ့အကုံသာနိုင်ခဲ့လို့ရှိရင်ဥရောပဝင်ဝင်ရမှတည်းရလာမင်မီတီရအောင်နော်ဆရာသမားကြီးနော်မိမိတဲ့မှာနော်ဘာမှတိတ်ဘာမှမဟုတ်တဲ့ဟာရှောက်မမှန်တဲ့မှာနေနော်တည်ရမှာနော်ဘာအချင်းကုန်ကန်ကြည့်နေတာဗျာနော်ဘာကြီးလာပြောနေမှန်းသူဒီပဲကြီးတည်လာနော်အဲလောလောဆယ်တော့ဗျာနော်အဓိကတော့ယူရိုပါလိမှာကျွန်တော်တို့နောက်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနောက်ဆင်နောက်ဆင်ကျွန်တော်တက်နိုင်မှုလိုတယ်တည်လာနော် နူနူကြီးကတော့ဗျာတဲ့ကောင်းလုံးနေတယ်နော်သူကနေသူအချင်းကြီးတော့ကောင်းနေတာပဲဘလို့အချင်းကြီးပဲဖြစ်ဖြစ်ကိုးရီပါတွေကတော့တွင်းနေတယ်ဆိုတော့နော်โอเคပါချစ်သူများရပါတယ်ဒီနေ့ရတော့ဗျာသူကနေသူဟုတ်နေသလားပဲတဲ့နော်အချင်းကြီးကတော့ကောင်းနေတယ်ဆိုတော့တဲ့နော်โอเคအဲဆိုတော့โอเคဒါပြီးလို့ရှိရင်ကျွန်တော်တို့ foundation တော့မရှိတော့ဘူးဗောနော် foundation တော့ကျွန်တော်မရှိတော့ဘူးအဲဒါမဲ့လို့မနေ့မှတင်တရားရှိတဲ့ဗီဒီယိုဒီပါရတော့တင်မယ်ပေါ့ဗျာဆိုတော့ဒီပွဲကတော့ထူးထူးခြားခြားကြီးအများကြီးပြောစရာမရှိပါဘူးเนาะဆိုတော့ညီကလေးအနေနဲ့လည်းဒီပွဲကဗောနော်ဒါ အညူရိုးတွေ့တာကြည့်ရတာတန်တဲ့ပွဲဖြစ်ခဲ့လိမ့်မယ်လို့မျောလိုက်ပါတယ်။နေသူတို့ကိုသိနိုင်နေဗျာ။ 3C လည်းဖြစ်တယ်ဗျာ။ clean sheet လည်းရတယ်ဗျာ။ goal လူနေတဲ့ကောင်းနေတဲ့ကောင်းလေးရတယ်ဗျာ။ Fernandez ကလည်း Fernandez ပဲဆိုတော့သူကနေသူအချင်းချင်းကောင်းတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့နော်။ Bruno Swan ကအမခန့်မဲ့တဲ့။ Okay ကျေးဇူးများဒီမှာလည်းကျွန်တော်ကြည့်နေတဲ့ညူတွေတထောင်ကျော်ကြည့်ပါရယ်။အားလုံးကိုကျေးဇူးများဒီမှာလည်း channel လေးကို subscribe နဲ့ရတဲ့သူဆိုရင်နေပြီးတော့တောင်းဆိုပါရယ်။ Fan discussion မရှိတော့ကျွန်တော်မနက်ကြလို့ရှိရင်အဲဗါရယ်။ player rating video တွေပိုင်းမှာပြန်ပြီးတော့တွေ့ကြပါမယ်ဆိုတော့ချီချူပါပြီးတဲ့ညီကူများလုံးကိုကျေးဇူးများကြီးတင်ပါတယ်